အားလုံးပဲမင်္ဂလာပါရှင်အာစီတုဒ္ဒဆောင်ရတဆောင်ချန်နယ်မှာကြိုဆိုလိုက်ပါတယ်ကျမကတော့စုဖြစ်ပါတယ်ဒီနေ့မှာတော့ဆီယမာကြီးဂျာနယ်တော်မမလေးရဲ့သွေးဝထု အခင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခင်စားပေးကြပါအောင်ရှင်ယူမီဆန်အိမ်ပေါ်မှာအစဉ်ဦးသက်လွင်ခြံထဲသို့ဝင်လာသည်ယူမီဆန်သည်ကားရှိရာသို့မသွားသေးပဲအင်အတက်အစင်းလှေကားရင်၌ပင်ရက်ဆောင်နေလိုက်သည် ဆီယမဘယ်တော့ကရောက်တယ်လဲရှူမီဆန်သည်မျက်ရည်များဝဲနေသော မျက်လုံးများဖြင့်ဦးသက်လွင်ကိုတစုံတရာမပြောဘဲပြုံး၍ကြည့်နေသည်ရှူမီဆန်၏မျက်လုံးထဲ၌မျက်ရည်များကို တွေ့ရ၍ဦးသက်လွင်ဘာမှမသိခေါင်းကြည့်တော်သည်ဘာဖြစ်တယ်လဲဆီယမပြန်တော့မလားမနေ့ပြန်တယ်လီဖုန်းဆက်ပါမယ်ဆရာယူမီဆန်သည်ကြာရှည်ရက်နေခြင်းကသူ့စိတ်ကိုမထိတ်ချုံနိုင်တော့သဖြင့် ကားစီတို့မြန်မြန်လျှောက်သွားလျက်ကားပေါ်သို့တက်လိုက်သည်ဥဒတ်လွင်သည်ကားထဲမှခေါင်းကလေးငုံ၍အယိုသေးပေးတော်သောယူမီဆန်ကိုလက်ပြကာရှင်လင်းလေးဖြင့်အိမ်မော်သို့တက်လာခဲ့သည်ကိုမြဖေဤပြက်နေသော မျက်နှာကိုတက်ခနေမြင်လိုက်ရသည်အခန်းထဲမှမိဖို့ဖက်သို့ထွက်သွားသော မောင်မောင်ဤတင်းမာသည့်မျက်နှာထားကိုလည်းလှမ်းမြင်လိုက်သည်ဆ iam မျက်နှာမကောင်းမှုမြဖေဘာဖြစ်ကြသလဲ ကိုမြဖေသည်ထမင်းစပွဲကုံကိုလက်ထောက်ကသူ့ကောင်းမှငုံသွားလေသည်ကိုမြဖေအနာသို့ဥသက်လွင်ကရောက်လာကမေးတာပြောစမ်းပါထက်မေးလိုက်သည်ဆီယာမနှင့်မောင်မောင်စကားများကြတယ်ကိုမြဖေကခေါင်းမဖော်ပဲပြောသည်ဘယ်လိုများတာလဲဥသက်လွင်သည် ရှင်ထဲ၌ထိတ်ခနဲဖြစ်သွားကယူမိစံဖွင့်ပြောပြီလားဟုထင်မဲ့လိုက်သည် နေခင်းကဆ iam မလာပြီးတအိမ်လုံးတန်ရှင်းရေးလုပ်ပေးတယ်။မောင်မောင်ပြန်လာတော့အိမ်မှာဆ iam မလာလို့တာမကြိုက်လို့ပြန်ဖွားပြစ်တယ်။ဆ iam ကပန်းဟိုးတစ်ခေါက်လာပို့တာရှုပ်ဖွားထားတာမြင်သွားပြီးမောင်မောင်နဲ့စကားများကြတာပဲ။မောင်မောင်ဦးသက်လင်သည်မောင်မောင်ကိုလှမ်းခေါ်လိုက်သည်။မောင်မောင်မီးဖို့ထဲမှထွက်လာသည်။မောင်မောင်မျက်နှာ၌အမျက်မပြေသေးပဲတင်းမာစဲနီးမြန်စဲပင်ဖြစ်သည်။ဆ iam မနဲ့ဘာဖြစ်တယ်လဲ။အကူကြီးကိုပြောစမ်းကွာ။ ဥတက်လွင်အတန်ကပြော့တော့လဲမျက်နာကတင်းနေသည်အင်ဂျင်တွေကိုဘာမှမပြောမစို့ခွင့်မတောင်းမနဲ့သူသဘောနဲ့သူလာပြီးအိမ်ကို ရှင်းလာလင်းလာလုပ်လို့မုံမုံနဲ့ကျွန်တော်ပြောပြလိုက်တယ်ဥတက်လွင်သည်မျက်နှာထားကိုလျှော့လိုက်ကမပြုံးချင်ပဲပြုံးရလာသည် နေပါအောင်ကွာဆီယမကမင်းအိမ်ကို လာဖွာရလားလာရှင်းပေးတာလားလာဖွာတာဆိုရင်တော့မင်းမကြိုက်ရင်ပြောနိုင်ပါတယ်လာရှင်းပေးတာစိတ်ဆိုးစရာလားကွာ ကတိကဆရာမရင်မာကြီးတယောက်ကတို့ရင်လာပြီးရှင်းပေးတာကျေးဇူးတင်ရကောင်းမင်းမင်းမသိဘူးလားမောင်မောင်အားနာရကောင်းမင်းရောမင်းမသိဘူးလားပိုးသက်လွင်ကတာတာကလေးနှက်ပြောသည်ကျေးဇူးလည်းမတင်ဘူးအားလည်းမနာဘူးကျွန်တော်သူ့ကိုကြည့်လို့ကိုမရဘူးကိုကြီးမောင်မောင်ဤမာကြောသောအတန်သည်ပျော်ရင်ထန်လာသည်ဘာဖြစ်လို့ကြည့်မရတာလဲ။ဦးသက်လွင်ကနှုတ်မှလှုပ်ခနေထွက်သွား၏။မမောင်ကမျက်နှာအိုးအိုးဖြင့်ဖြည်သည်။ ယောက်ျားရှိတဲ့အိမ်ကိုဒါလောက်အတင်ရဲပြီးအချိန်မရွေးလာနေတဲ့မိမကိုကျွန်တော်ကြည့်လို့မရဘူးကိုကြီးဦးတက်လွင်သည်စိတ်လှုပ်ရှားတော့လေအင်ဒရီကိုထိမ့်ချုပ်ကခက်အေးအေးပြောသည်မြန်မာမဟုတ်လို့လာတာပေါ့ကွသူတို့နိုင်ငံခြားကယောက်ျားမိမခွဲခြားမထားဘူးခင်မင်းရင်ခင်မင်းနဲ့စိတ်နဲ့ရိုးရိုးတက်နဲ့ဝင်လာထွက်တာဆန်းဆန်းပြပြမဟုတ်ဘူးကွမင်းနဲ့ကွာအတွက်လွဲလိုက်ပါပြီ မောင်မောင်ကတဖြက်ဖြက်တောင့်နေသောမျက်လုံးနှင့်မျက်နှာပြက်ပြက်ပြင်ပြောသည်ဆီယမ်မလာနေတာရိုးရိုးမဟုတ်ပါဘူးအကိုကြီးရဲ့အကိုကြီးကိုကြိုက်လို့လာနေတာကျွန်တော်မရိပ်မိတာမှတ်လို့ရိပ်မိပါတယ်အကိုကြီးကဥသက်လင်ကိုမကြည့်ပဲမျက်နှာလွှဲရည်မောင်မောင်ကစွတ်တင်လိုက်သည်ဟေးမောင်မောင်တော်တော်မင်းဘာကြောင့်ဒီစကားမျိုးပြောရသလဲဒီလိုဆွဆွဲတာသူကြတော့ရင်ဘလောက်အာနာစရာကောင်းတယ်လဲသူလာတာရိုးရိုးလာတာနားလေလားမင်းစကားကိုမင်းပြန်ရုံသိ ဦးသက်လွင်၏အတန်သည်ခတ်ထန်မှာကြောသွား၏မောင်မောင်သည်အတန်မှာမှဖြင့်အပြောခံရ၍သူ့စိတ်ထဲ၌ခံမြင်သွားသည်နာကြည့်မှုခံမြင်မှုတို့ကြောင့်ရှုပ်သိမ်းခိုင်းသောစကားကိုမြုပ်သိမ်းနိုင်ကြောင်းမှန်ကန်ကြောင်းထက်၍အခိုင်အမာပြန်ပြောလိုက်သည် ကျွန်တော်ခြားသိမ်းမဟုတ်ပါဘူးကိုကြီးရကျွန်တော်မသိကြအောင်စောင်းနေတာကြပြီ အကိုကြီးကိုတူလာပြီးအမဲဖမ်းနေတာကျွန်တော်သိပါတယ်လို့သူတိအောင်ပြောလိုက်ပြီဘာ ဥသက်လွင်ဆက်ဆက်တုံအောင်ဒေါသထွက်လာသည်။မောင်မောင်အနာတို့ခုံရောက်သွားကမောင်မောင်ပခုံးကိုဆွဲလျက်မချုပ်တီးနိုင်သောဒေါသကြောင့်စကလုံးများသည့်ဗစက်သေးတွင်အစင်းသင်းရောက်နေသည်နှင့်အစီအီထွက်သွားလေ။မင်းဘာစကားပြောရလဲမောင်မောင်။ဆီယမဟာအချားလူမဟုတ်ဘူး။မင်းအမားကွာ။ကံသိပြီလား။မင်းအမား။မောင်မောင်သည်မျက်လုံးများပြူဝိုင်းသွားလျက်သူပခုံးကိုဆွဲထားသောဥသက်လွင်၏လက်ပြုတ်သွားအောင်နောက်သို့ယုံထွက်လိုက်သည်။ မောင်မောင်တကူလုံးနှက်ကြသလိုတုံနေသည်ဥသက်လင်ကိုပြန်ပြောကျင်သည့်စကလုံးတို့သည်တော်တော်နှင့်ထွက်မရပေရှင်ထဲ၌မခံမရနိုင်သောရှက်စိတ်ဝန်းနေစိတ်တို့ဖြင့်နာဆိုးလျက်ရှိသည်ဥသက်လင်သည်အန်ကျိတ်လျက်မောင်မောင်ကိုတင်းမစွာစိုက်ကြည့်နေ၏ကိုမြဖေဤငုံချထားသောခေါင်းသည်ထောင်းလာကဗစက်ဟောင်းလောင်းပွင့်နေသည်အကူကြီးကဒီလိုပြောတယ်လားဒီဆီယမောက်ကိုအကူကြီးကြိုက်နေတာနဲ့ကျွန်တော်အမလှုပ်ပြစ်လိုက်ပြီပေါ့ ကျွန်တော်အကြောင်းလေးပြောလိုက်ပြီပေါ့ကျွန်တော်ကိုဘယ်ဘယ်တော့မှဂျပန်သားမပြောမောင်မောင်ဒီစို့ရီစို့ရီသွားကစကားကိုတစ်တစ်အာအာနဲ့ပြီးဆုံးအောင်မပြောနိုင်ရှာပဲသူ့မျက်နာကိုလဝါဖြင့်ပိတ်လျက်တီးထန်စွာဆိုင်ကိုချလိုက်သည်ဥဒက်လွင်ဒီသူ့ရှိ၌ဆိုင်ကိုလျက်ရှိသောမောင်မောင်ကိုမကြည့်ရနိုင်အောင်ဖြစ်လာသည်ရှင်နေသူမိစာကြီးထိုးသွင်းလိုက်တဲ့ကဲ့သို့မချိမဆန့်ပူလောင်ပြင်းပြသွားသည် ပြုံးမီလက်စားဖြင့်မထူးတော့ဘူးဟုသူ့ရင်ကိုနာကျင်စွာခွဲချလိုက်သည်ဆီယာမကိုအကိုကြီးကအခွင့်ပြောတာမဟုတ်ဘူးဆီယာမအဖေမသေးခင်ကပေးထားတဲ့လိပ်စာအတိုင်းဆီယာမဘာသာဆီယာမမင်းကိုလိုက်ရှာတာဖျားလေးရွာကိုရောက်တယ်ဖျားလေးရွာကညွန်ပြလိုက်လို့ကြိုက်စကောရောက်သွားတော့ဆီယာတော်ကငါ့စီမှာရှိတယ်ညွန်လိုက်လို့လိုက်လာတာငါကမင်းကိုပြုံးငနဲ့ဖွင့်မပြောပါနဲ့ဆိုလို့ဒီချိန်ထိသူဖုံးနေရတယ်အကူကြီးတော်မှာတော့ဆက်မပြောပါနဲ့ ်မယုံဘူးကျွန်တော်မယုံဘူးမောင်မောင်သည် သူ့မျက်နှာကိုဖွင့်ကငိုတမ်းပါချီးဖြင့်ဘလုံးပထွေးပြောလျက်မိဖို့ဘက်ပြေးထွက်သွားသည်ဥဒက်လွင်ကအသက်ကို ပြင်းစွာရှူလျက်ထိုနေရာ၌ပင်မရွှေပဲရက်နေသည်ကိုများဖြစ်သည်မမျော်လင့်သော မောင်မောင်ဇက်ထုတ်ကိုကြားသိရ၍အံ့ဩခြင်းမကအံ့ဩလျက်ကြောက်ရွံ့ဖြစ်နေသည်အတန်ကြာမှကိုမြဖေအသည့်ဝင်လာသည်ဦးသက်လွေနားသို့သွားကာ သူ့ကိုယ်ကိုကိုင်းလျက်တောင်းမန်တန်ဖြင့်ပြောလိုက်သည်ဆရာထိုင်ပါဆရာဦးသက်လွင်သည်ကိုမြဖေပြောတော့မှတတိဝင်လာကကိုမြဖေဆွဲရွှေ့ပြီးတော့ထမင်းစားပွဲကလထိုင်၌ထိုင်ချလိုက်သည် ထမင်းစားပွဲခုံတော်၌သူ့လက်နှစ်ဖက်ကိုထောက်ကာခေါင်းကဆပင်များကိုလက်ချောင်းများဖြင့်ထိုးဖွာလိုက်သည်ညုံမဲနေသောမျက်နှာဖြင့်ထမင်းစားပွဲခုံမော်တို့ဦးခေါင်းငိုက်ဆိုင်ကြသွားသည်ရေးဆရာရေးတောက်လိုက်ပါ ကိုမြဖေသည်ထမင်းစားကန်းရေစေထဲမှရေငှဲ့လာပေသည်ဥသက်လွင်သည် ရေဆိုမှရေတောက်ရန်အလိုရှိလာလျက်ဖန်ခွဲကိုလှမ်းယူကမော့ချလိုက်သည်ရေတောက်ပြီးဇပွဲမှထသွားကဧကန်းထဲမှပလက်ကလက်ထိုင်ပေါ်တွင် ပြည့်လဲထိုင်ချလိုက်သည်ပလက်ကလက်ထိုင်းမော်၌မျက်လုံးများပိတ်၍ဥသက်လွင်ငြိမ်သက်နေသဖြင့်ကိုမြဖေသည် မောင်မောင်ရှိရာမိဖို့ခန့်တဲ့သို့ဝင်သွားသည်မိဖို့ထဲ၌မောင်မောင်ကိုမတွေ့၍အိမ်သာထဲဝင်နေသည်ဟုထင်လိုက်သည် ညသာထမင်းမချက်ရသည်သဖြင့်ကိုမြဖေသည်ဩရဲသို့ဆန်ခတ်ထဲလျက်ဘုံမိုင်ဖွင့်ချကဆန်စေးနေသည်ဆန်စေးနေ၌စိတ်ထဲကတန်တရားရှိလာသည်နှင့် နေရမထခဲ့ကအိမ်သာတကားကို အပြင်းမှဆွဲဖွှန်းလိုက်သည်အိမ်သာထဲ၌မောင်မောင်မရှိချေမောင်မောင်မရှိမှန်းသိ၍ကိုမြဖေမျိုးလုံးပြူးသွားသည်မိဖို့ပေါက်မှခြံထဲသို့ပြေးဆင်းသွားသည်ခြံထဲ၌လည်းရှာမတွေ့ခြံထဲမှအိမ်မောသို့ပြန်ပြေးတက်လာသည် ်ဆရာမောင်မောင်မရှိတော့ဘူးဦးသက်လွင်သည်စက္ကနဲ့ထထိုင်လျက်မျက်စံပြူးပြူးဖြင့်မေးလေသည်ဘယ်ထွက်သွားသလဲဘဲသွားသလဲကျွန်တော်ကအင်သာထဲဝင်နေတယ်မှတ်တာသွားဖွင့်ကြည့်တော့မရှိတော့ဘူးဦးသက်လွင်သည်မျက်လုံးများပြာသွားလျက်ကလထိုင်မှကရုံကရင်ထရက်လိုက်သည်အိတ်ခမ်းထဲသို့ဝင်ကြည့်သည်မိဘူထဲသို့သွားကြည့်သည်မမအိမ်မှာမရှိတော့ကြောင်အသည့်ဖြင့်သူ့ကောင်းမှာခြားခြားလျောင်မူးနောက်သွားသည် စောစောကမလုံမရှက်ရက်နေပြီတကယ်တော့ထမင်းစဝဲခုံနာ၌မလုံမရှက်တတိလက်လို့ရက်နေပြန်သည် ပြင်းလာမှာပေါ့ဆရာเจ้าကအိုးအစားနဲ့ပဲထွက်သွားတာပြင်းလာမှာပါကိုများပေသည်ဥသက်လွင် စိတ်သက်သာရရအောင်တဖွားဖွားပြောလျက်ရေစိန်ထားခဲ့သောဆံများပွားကုန်ပြီဆို၍မိဖို့ထဲသို့ပြန်ပြေးဝင်သွားသည်ဦးသက်လွင်သည်ပလက်ကလက်ထိုင်ပေါ်သို့ပြန်ရောက်သွားကမျက်လုံးများကိုစုံမိတ်လျက် ရှင်ထဲ၌တက်လက်လက်ဖြစ်လွန်၍လက်နှစ်ဖက်ကိုရှက်ကာတအားဆုပ်လျက်ရှင်နှင့်အောင်ဆိုးလျက်ရှိသည်ကိုမြဖေရှိ၌ဖွင့်ပြောမိ၍မုံမောင်ရှက်သွားလေသည်ဟုတွေးမိသည်တက်တက်လုံးဖုံးခဲ့သည်မမစင်မချင်းဖွင့်ပြောလိုက်မိခြင်းအတွက်သူ့အမားကိုသူ ပြန်တရိယကယူကျုံမရဖြစ်နေသည်ဘယ်များသွားတယ်လဲပြန်မလာပါတော့မလားတွေးမိလိုက်သည့်အတွက် ပလက်ထိုင်မှပြန်ထားပြန်သည်အင်းရှိတကားဝါ၌ရက်ကား ချမ်းပဝသို့လှမ်းကြည့်သည်ထို့နောက်မိဘူထဲသို့ရောက်နေလိုရောက်နေ냐အထင်ဖြင့်မိဘူထဲသို့ရောက်သွားပြန်သည်ကိုမြဖေကစီးပြုတ်သည်တော်ကြပြန်လာမှာပါဆရာပူးမနေပါနဲ့ဥသက်လွင်သည်မိဘူတကားမှအပြင်သို့လှမ်းမြော်လျက်ရှင်ဘူးလွန်း၍တက်မကြီးချလိုက်သည်ငါမရေမြဖေမင်းရှိမှသူ့ကိုဂျပန်သားမှန်သိအောင်ဖွင့်ပြလိုက်တယ်လို့ဖြစ်သွားတယ်ဆရာမဟာသူ့အမအဖေတူမအီကွဲ့ သူ့ကိုငငယ်လေးကငါမွေးစားလာတာသူ့အဖေဂျပန်ဆိုတာကိုဘယ်သူ့ကိုမှငါမပြောပါဘူးလို့သူ့ကိုဂရီပေးပြီးမှငါခေါ်တာငါဂရီပြက်ရပြီဦးတက်လွင်ဤအတန်ဒီတုံခါနေသည်လေယူလေသိန်းအတဲ့ကြအတန်တို့သည်ဆိုလဲဆို၍ကိုမြဖေမှာဥသက်လင်ပြောပြနေသောစကားများကိုစကားလုံးကွဲ့အောင်တဲတဲမဲမဲနားဆိုင်ထောင်နေရသည်ဥသက်လင်စကားဆုံးသောမှကိုမြဖေကမျက်နှာငုံ၍စိတ်မကောင်းသံဖြင့်ပြန်ပြောသည် ကျွန်တော်ကဆရာညီလေးအရင်မဲ့ထင်းနေတာကျွန်တော်မှ ရုံးတောင်မယုံနိုင်ဘူးဆရာဆရာမလေးလေတနာပါတယ်သူ့မောင်လေးဖြစ်လို့သူဒီကိုလာနေတာကျွန်တော်အခုမှပဲသိရတော့တယ်မောင်မောင်ကတော့သူ့အမလို့ပြောတာကိုယုံမုံမရဘူးဆရာဥဒက်လွင်သည်နောက်ကြည့်လာတော့စိတ်တို့ဖြင့်ရှေ့ဆက်၍မပြောတော့ပဲအိမ်ရှိသူပြန်ထွက်လာသည်ညနေမှညညမှည၈နာရီည၈နာရီမှ၁၀နာရီအထိ မောင်မောင်အိမ်သို့ပြန်မလား ကိုများပေသည်မောင်မောင်ကိုစေနာရီအထိထိုင်ဆောင်နေပြီးမှမဆောင်နိုင်တော့၍သူ့အိမ်ရှိရာသို့ပြန်သွားသည်မောင်မောင်တကားလာခောက်လျင်ချက်ချင်းကြားနိုင်အောင်ဦးတက်လွင်သည်အိတ်ခမ်းထဲသို့မဝင်မဲညတကောင်ကျော်သည်အထိပလက်ကလထိုင်း၌ထိုင်၍ဆောင်နေသည်တကောင်ကျော်သွား၍ဦးတက်လွင်ခေါင်းကြီးလာသည်အခုအချိန်မှပြင်းမလာလျင်ယနေ့ညပြင်းမလာတော့မှန်သိလိုက်သည် ထိုအသည့်ဖြင့်ဦးတက်လွင်မှာနေစရာထိုင်စရာမရှိအောင်ဖြက်ဖြက်လူပူပန်ကြောင်ကြလျက်ရှိသည် ယူမီဆန်ဤသတင်းကိုသိရင်ဘယ်လိုဖြစ်မည်လဲကိုမတွေးဝန်းအောင်ဖြစ်သည်တုံလှောက်ချောက်ချားလာသောစိတ်တို့ဖြင့်အိမ်၌မောင်မောင်မရှိခြင်းသည် သူ့ရင်ထဲကနှလုံးသားချင်းများမရှိတော့တကယ်သို့ဟာလာဟင်းလင်းဖြစ်လျက်နေမဖြစ်အောင်စိတ်ဆင်းရဲလာသည်မောင်မောင်ကိုမြင်အောင်လာသည် မောင်မောင်မရှိမှမောင်မောင်ကိုမြင်အောင်လျက်ရှိရခြင်းသည် သူ့စိတ်ကိုပူမို၍ထိခိုက်စေသည်တနာစရာကောင်းသောမောင်မောင်ချစ်စရာကောင်းသောမောင်မောင် ်တနာစရာကောင်းပါလေသူ့ဘက်မှတနာရာချစ်ရမရောက်ပဲရက်ဆက်ရာရောက်ရခြင်းအတွက်သူ့ကိုယ်သူပြန်၍ခွင့်မလွတ်နိုင်အောင်နောင်တကြီးစွာဖြစ်မိသည်ဘဲသွားမလဲတန်ငယ်ချင်းရင်သွားမလားဒီညဘဲမှာအိတ်မလဲအိတ်ထဲမှာပိုက်ဆံရှိခြင်းမရှိမီဒီညထမင်းဘဲမှာစားမလဲစားများစားနေမလားဘယ်သူအိမ်မှာများရောက်နေမလဲဥဒ္ဒလွင်သည်ပူပန်ကြောင်းကြစေဖြင့်ရှေးလျားစွာ အတုံးမသက်သောအသွေးတို့ဖြင့် မိုးလင်းသွားသည်ယင်းနှင့်နန်ွယ်ဥသက်လင်ကြောက်မတတ်နိုင်တော့ပေနန်နယ်စောစောကိုများဖေရောက်လာပြီးနောက်ဥသက်လင်သည် မောင်မောင်သွားမိထင်သောအိမ်နှင့်အိမ်သုံးအိမ်တို့သွားရှာကြည့်သည်ယူမိစံသည်နန်နယ်ကိုးနာရီတွင်ဥသက်လင်စီသို့ဖုံးဆက်လိုက်သည်ဥဒလွင်နေမကောင်းရဲ့အကြောင်းမလားကြောင့်သိရသောအခါယူမိဆန်မှာဘာမှမသိရှင်းတဲ့၌လေးလံသွားသည်။နန်းနဲ့အချိန်ပိုင်းစာတင်ပြီး၍ ဆယ့်နှစ်နာရီအထိမနေတော့ပဲကျောင်းအုပ်ကြီးကိုခွင့်တိုင်ကအိမ်ပြန်လာသည် အိမ်၌အိုးလဲလျက်ဦးသက်လွင်အိမ်သို့ပြန်ထွက်သွားသည်ဦးသက်လွင်သည်ဘယ်မှမရှာမရ၍အိမ်သို့ပြန်လာကစိတ်မောမောဖြင့်ပလက်ကလထိုင်ပေါ်၌ထိုင်လျက်ခြေပြစ်လက်ပြစ်ဖြစ်နေသည်ကိုမြဖေကယူမိဆန်ကိုအိမ်တကားဖွင့်ပေးသည်ယူမိဆန်သည်ပလက်ကလထိုင်ပေါ်မှဦးသက်လွင်ကိုမြင်၍တကားပေါက်မှပင်ခါကလေးကုန်းညွတ်ကနှုတ်ဆက်ပြီးနောက်ဆရာနင်းမကောင်းဘူးလား ဟုမေးလိုက်သည်။ထိုင်မားဆရာမကိုမြဖေသည်ဥသက်လွင်နာသို့ကလထိုင်တလုံးဆွဲရှိပေးလိုက်သည်။ဂျူးမီစံထိုင်ထိုင်ချင်းဥသက်လွင်ကပြောပြသည်။မောင်မောင်မရှိတော့ဘူးဆရာမ။အိုးအမလီဘယ်သွားတာလဲဆရာ။ဂျူးမီစံသည်အထိတ်တလန့်ဖြစ်လျက်မျက်စိမျက်နှာပြက်က ရှင်တဒိတ်လိတ်ခုန်လာသည်။မင်းညကတိတ်တိတ်ကလေးအင်္ဂါထွက်သွားတယ်ဆရာမ။ ဥသက်လွင်သည်ယူမီဆန်နှင့်မျက်နှာချင်းမဆိုင်ပဲမျက်နှာကိုအောက်ချကအတန်အအဖြင့်ပြောလိုက်သည်ဘလို့ကြောင့်အင်္ဂါတိတ်တိတ်ဆိတ်ထွက်သွားတာလဲဆရာ ပြောပါဆရာဘဲသွားတာလဲဥသက်လွင်သည်ငြိမ်သက်လျက်ရှိသည်ယူမီဆန်ပူပန်မှုကြောင်းကြောင်းမှုတို့ကိုချိုတင်၍မြင်အောင်ထားကတနာကျင်နာစိတ်တွေရိုးဖိတ်လျက်နှုတ်ကထွက်ရန်စုပ်ဆိုင်ဖင်လေးလျက်ရှိသည်ဆရာနဲ့စိတ်ဆိုးသွားသလားဆရာ ပုံပန်းပြက်နေသောယူမိဆန်၏မျက်နာကလေးကိုမကြည့်ရဲ့ကြည့်ရဲ့ကြည့်လျက်သူ့အမားကိုအရင်တောင်းပန်လိုက်သည်။ကျွန်တော်အမားပါပဲဆီယာမ။ဆီယာမကိုရန်ရန်ဆန်ဆန်သူပြန်လုံးလိုက်တာသိရတော့ကိုမြဖေရှိမှကျွန်တော်စိတ်မထိန်နိုင်လွန်းလို့ဆီယာမဟာမင်းအမားလို့ဖွင့်ပြောလိုက်မိတယ်။သူ့အဖေဂျပန်ဖြစ်မှန်းမြဖေသိသွားတယ်။ဟိုးဆီယာရဲ့ယူမိဆန်သည်ရင်ထဲ၌လှိုင်းထလျက် ပြင်းထန်သောပူဆွေးဝန်းနှွှဲမှုကိုခံစားလိုက်ရကာမျက်ရည်များတပေါက်ပေါက်ကျလာသည်ဦးသက်လွင်မှာမျက်ရည်ပေါက်ပေါက်ကျနေသောယူမိဆန်ကိုမကြည့်ရကာမျက်နာလွှဲလိုက်ရသည်ယူမိဆန်သည်စိတ်ကိုမထိန်နိုင်၍ကြာစည်းလာသောမျက်ရည်ပေါက်များကို လက်ကင်ဘဝဖြင့်တုံရင်မှမေးသည်ဆရာသူ့ကိုမင်းအမားလို့ပြောတော့သူဘာပြောတယ်လဲဆရာမယုံဘူးဆရာမ ။ဦးသက်လွင်သည်ပြောပြီးသူ့သားများကိုချိန်မှန်းမသိကြိတ်လျက်ပြင်းပြစွာ အသက်ရှူလျက်ရှိသည်။မယုံမှုတယ်လားဆရာ။မယုံမှုဆိုတာကျွန်မဝမ်းနေပါတယ်။ဂျပန်သွေးမဆက်ချင်တာတိတ်ထင်ရှားပါတယ်။ဂျပန်ကိုနာကြည့်တာလည်းတိတ်ထင်ရှားပါတယ်။မယုံတာနာကြည့်တာထားပါဦး။စာမေးပွဲကဘယ်တော့လဲဆရာ။စာမေးပွဲက၃ရက်ပဲလိုတော့တယ်ဆရာမ။ရှူမီဆန်သည်ခေါင်းကိုယမ်းလျက်ရှိသည်။ ထို့နောက်သူ့စိတ်ကိုမချုပ်တီးနိုင်ပဲမျက်ရည်များပြန်ကျလာသည်။ဦးသက်လွေမှာစို့နေလျက်ကြိုးစား၍ယူမီဆန်ကိုနှစ်သိမ့်စကားအပေးစကားပြောရသည်။ပြင်းလာမယ်လို့ထင်ပါတယ်ဆရာမ။သူ့အဝိဇ္ဇာလည်းဘာမှယူသွားတာမဟုတ်ဘူး။မင်းညားကအเจ้าကပြင်းလာတဲ့အဝိဇ္ဇာနဲ့ထွက်သွားတာ။ကျမတော့ပြင်းလာမယ်မထင်ဘူးဆရာ။ဒါကြောင့်သူ့ကိုကျမဖွင့်မပြောရတာပါ။သူ့အတွက်အရေးကြီးတာကစာမေးပဲပါ။ ကျောင်းသားဟာဆောင်းမွေးဝဲအရေးကြီးဆုံးပဲမဟုတ်လားဆရာရှင်မိဆန်ဤစိုက်ပြောတန်လေးသည်ဥသက်လွင်ဤနှလုံးသားထဲ၌ပဲ့တင်ထက်ကတိမ့်သိမ့်ခါရွေးနေသည်အရေးကြီးတာဗောဆရာမပထမဆောင်းမွေးဝဲကိုသူမဖြစ်ရင်ဒီနေ့သူဆောင်းမွေးဝဲအောင်ဖို့မျှော်လင့်စရာမရှိဘူးမဖြစ်ပါဘူးဆရာသူ့ကိုမတွေ့တွေ့အောင်လိုက်ရှာရမယ်မတွေ့တွေ့အောင်လိုက်ရှာပါဆရာကျွန်တော်နန်းနဲ့ကလိုက်ရှာတယ်ညနေကျရင်သူ့တငယ်ချင်းတယောက်နေတဲ့အင်းစိန်ကိုကျွန်တော်လိုက်သွားမယ် ယူမီဆန်သည် မောင်မောင်ဆောင်မွေးဝဲမဖြစ်ဖြစ်မှာကိုတချောင်းကြကြစိုးရင်ပူပန်လျက်ရှိသည်တစ်နှစ်လုံးအတွက်ဆုံးရှုံးထိခိုက်နေနာသွားလျင်သူ့အတွက်ကြောင့်မောင်မောင်ဆုံးရှုံးနေနာခြင်းသာဖြစ်သည်ဟုတွေးမိသည်မောင်မောင်ပညာရေးအတွက်ဆုံးရှုံးနေနာမှုမဖြစ်စေရန်သူ့ဘေပုံကူညီဆောင်ရွက်ပေးရမည်နည်းဟုနီလန်းရှာဖွေရာ မကြံတတ်အောင်ဖြစ်ခြင်းကြောင့်ပြောပြနိုင်စွမ်းမရှိသောစိတ်ထိခိုက်မှုကိုခံစားရသည် မောင်မောင်အပေါ်၌ချစ်သောစိတ် ပူပန်သောစိတ်စိုးရိမ်သောစိတ်တို့အားပြိုင်ကြီးမာခြင်းဖြင့်သူ့ဘက်မှမောင်မောင်အတွက်ဆိုလျင် အသားကိုလည်းပေးရန်အစဉ်သည်အသွေးကိုလည်းပေးရန်အစဉ်သည်အသက်ကိုလည်းပေးအပ်ရန်အစဉ်သည်သူ့ကိုယ်သူဆွန့်လွတ်နိုင်သူဖြစ်ခြင်းအထိဘာမဆိုလုတ်ပေးမိစိတ်များတဖွာဖွာပေါ်လျက်ရှိသည်အချိန်ပေးနားဆင်ခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင် အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးနော်။နောက်ထပ်နောက်ထပ်ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေးသုတ္တရတဆောင်ပါတွေကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။အားလုံးဘေးကင်းကြပါကြပါသေးရှင်။